ကဲဘောရောင်းမဲမင်္ဂလာပါဒီနေ့မှာ brother တို့ပွဲစဉ်ရတဲ့ premier league မှာတပွဲပဲရှိရပြန်နော်မနေ့ကဒီကျွန်တော်ဒီသုံးသပ်ပေးတဲ့တဲမှာပွဲစဉ်မှာဆိုလို့ရှိရင်မနေ့ကမနေ့ရလို့သာလင်ပြောမှာဆိုလို့ရှိရင်မနေ့တာပေးတဲ့ကြေးကြမနေ့ brother ကျွန်တော်ပြောခဲ့တယ်နော်ရှင်းစည်းစဉ်လေး United ကိုပေးတဲ့ကြေး brother တို့အမြင်မဲနော်ပေးတဲ့ကြေးဟုတ်မှာမဟုတ်တာဗျာနော်မနေ့ League United ကိုပြတဲ့နိုင်သွားတယ်အားယူတဘောတော့ပဲကြေးကောင်းကောင်းအောင်တာပဲရှိတယ်အဆူမီလာဆန်နဲ့ Brighton ကြေးပြီးတယ်အဆူမီလာနိုင်သွားတယ်ကဲဒါဆိုလို့ရှိရင် ဒီနေ့မှာရောပွဲစဉ်မိုင်းပွဲစဉ်တပွဲပဲရှိတယ်ဒီပွဲစဉ်ကရောဘလားသားတို့ဘလိုလေးကြိုက်လဲဗျာနော်ကျွန်တော်ကြိုက်လေကျွန်တော်သုံးသပ်ပေးမယ်မိုင်းနဲ့ဝဟန်လက်ရှိပြည်တဲ့ကြမိုင်းတစ်လုံး25ပြားရှုံကြီးကိုပေါင်းချင်းတစ်လုံး30ရှုံကြီးဆိုတော့မနေ့ကပေးသွားတဲ့ဈေးရန်တွေရပြန်ကြည့်မယ်ဆိုမနေ့ကအာဆင်နယ်ဘောကြီးတစ်လုံးပြားငါတစ်ရှုံကြီးပေးတယ်မနေ့ကပွဲလာတဲ့အချိန်မှာကိုပေါင်းချင်းနှလုံးအပြည့်ရှုံလုံးပဲဖောက်ပြီးမနေ့ကတူးစီးနဲ့ပဲကပ်ပြီးသွားတယ်တရောင်းတော့ဒီတကိုးဆိုရင်60မိနစ်မီအချိန်ပုံမှာသွားပြီးတော့တင့်သွားတဲ့အနေထားမျိုးဆိုတော့တကယ်ပေါ်တဲ့အနေထားမျိုးတွေကြတော့မနေ့ကပေါ်တယ်ဘရာသားတို့ เนาะมเนียဆိုလို့ရှင်ပြောပြမယ်ဆိုလို့ရှင်ဒီပေါ့အဲလီယိုနိုက်တက်မเนียဂိုးပြရပြီးတော့3ဘောပြရတယ်မနဲ့ဂိုးပေါ်တယ်နောက်တစ်ခုပြောချင်တာကဒီပြောမယ်ဆိုလို့ရှင်ဒီတခြားအသင်းဆိုရင်လည်းဂိုးတွေတော်တော်လေးကိုမြူတယ်မเนียဒီဂိုးမပေါ်လာဆိုလို့လီဗာပူးတို့เนาะမเนียလီဗာပူးလီဗာပူးလီဗာပူးကလည်းဘလာသားကိုအမြင်ပဲမเนียဝမ်းဝမ်းလို့ရတယ်မနဲ့ဆန်းဆန်းတော့အသင်းမျိုးကိုတကယ်ဒီနေ့မှတိုင်းလာတဲ့အသင်းကိုဟိုဘယ်လိုရှင်းစမ်းလဲတော်တော်လေးကြာနေတဲ့အတွက်ကြောင့်ရှင်းစမ်းတော်တော်လေးကိုကြာတယ်လို့ပဲဘယ်လိုပြောရမလဲဘယ်လိုဒီတော်တော်လေးကိုပျက်စီးနေပါဗျာเนาะလီဗာပူးကပြန်ပြီးဟိုတော်တော်တိဆောက်ရမယ့်အနေအထားမျိုး ကဲဒါဆိုလို့ရှိရင်ဒီနေ့မှာတပွဲရှိရဆိုတော့ဒီအီတလီကကပွဲစဉ်တော့ရှိရဘလော့နာတို့ပါမာတို့လာဇီရိုအေစီတို့ပွဲစဉ်တော့ရှိရဒီပွဲစဉ်ကြီးတော့ကျွန်တော်မောင်းကလေးတဲ့မှာပဲကျွန်တော်တိုင်ဂါ channel နဲ့ private channel မှာကျွန်တော်တင်ပြတော်မှာပြနော်ကဲဒါဆိုရင်ကျွန်တော်မန်ယူတပွဲလောက်ပဲကျွန်တော်အချက်လေးကျွန်တော်သုံးသပ်ပေးမယ်လက်ရှိမှာမန်ယူပေးတဲ့ကြီးက35ကြာကျွန်တော်9ပေါင်းချင်း30ချုံကြီးဆိုတော့ လောလလကမန်ယူကဒီနောက်ဆုံးသူကစားခဲ့တဲ့ပွဲစဉ်တော့ဆိုရင်တော့မန်ယူအနေနဲ့နောက်ကျဂိုးတွေနဲ့ပြောမစင်သူအနေနဲ့ပြိုင်မဲ့တဲ့ကိုပြန်ပြီးတော့1-2လို့ရလိုက်မှုနဲ့နိုင်ခဲ့တဲ့ခွစ်ဆက်ဘက်လို့ဒီမျိုးအဲ့တော့ဆိုခွစ်ဆက်ဘက်နဲ့မန်ယူနဲ့တော့ဆိုလို့ရှိရင် ပေးတဲ့ကြာဘာမှဟိုဟုတ်လို့ဟုတ်လို့ကြီးပေးတာမဟုတ်ခရစ်စတဘက်က level ပြား60ချုံကြီးလောက်ပဲပေးတာဗလာသားတို့နောက်60ချုံချုံပေး1 2လို့ရရဲမနဲ့မန်ယူအဝေးကွင်းနဲ့နောက်ကြကွင်းနဲ့နိုင်သွားတာဆိုလောလတ်မှာမန်ယူဒီ1လို့သူမျိုးကိုတလုံး25ပြားချုံကြီးပေးတာတော့ကျွန်တော်ကတော့တကယ်တမ်းစီနေရပေးမယ်ဆိုလို့ကျွန်တော်ဘယ်လိုပြောမလဲဆိုရင်နိုင်ကြီးလောက်ပဲကျွန်တော်ထင်တယ်နိုင်ကြီးဆိုဘယ်လိုမျိုးလဲဆိုရင်ရှုမယ်ဆိုတော့အလွန်ဆုံးပူကီတွေမှန်တာတလုံးလောက်ပဲမှန်တယ်ဒါပေမဲ့ဒီနေ့ရာသီမှာအခုနောက်ပိုင်းမှာမှတ်တာလေမန်ယူကအခုလိုမျိုးတလုံးမိုင်းတာဆိုတာကြေးဖောက်တာနော် ရာဒီအစတော့ဟုတ်ပြီးကြတဲ့ရပ်ပိုင်းတော်ဆင်မန်ယူအနေနဲ့လူချင်းမျိုးမဖောက်ဘူးဘာလို့လဲဆိုတော့မန်ယူတော်တော်လေးဒီဆန်နလန်နဲ့မတွေ့ခင်ပွဲစဉ်တော်တော်အဲ့ဒီအရင်ပွဲစဉ်တော်တော်များမှာတော်တော်လေးကိုရှင်းလန်းကြနေခဲ့တယ်ဆန်နလန်ပွဲစဉ်ကစားပြီးရနောက်ပိုင်းမှာမန်ယူအနေနဲ့တော်တော်များများကြေးတယ်အောင်လာတဲ့အသင်းနဲ့နိုင်လာတယ် lossless ဘာကြီးမယ်ဆိုရင်မန်ယူအနေနဲ့သိပ်ပြီးရှင်းလန်းမှန်တယ်လို့ယူဆလို့မရသေးဘူးဘာလို့လဲဆိုတော့ Everton နဲ့ကစားတဲ့ပုံစံဒီတိုင်းပဲ Everton ဝေးခွင့်နဲ့ဇီဝန်နဲ့နိုင်ပြီးတော့အနီးကပ်တရာတော့မန်ယူဇီဝန်နဲ့အိမ်ခွင့်မှာရှုံးနေတာဆို ကောင်းခြင်းဆုတ်ကောင်းတယ်မကောင်းခြင်းလည်းမှန်ယူနေတယ်တော်တော်လေးကိုဟိုဘယ်လိုပြောမလဲဆိုဆုတ်ပစ်တဲ့အနေအထားမျိုးဒါဆိုလို့ရှင်ဝမ်းကိုပေးတဲ့ကြည်ကအလွန်ဆုံးသူသွင်းမယ်ဆိုတော့အလွန်ဆုံးနှလုံးလောက်သွင်းမယ်ဆိုဝမ်းကိုရနိုင်တာပဲကြည်ရမယ်ဝမ်းကိုရမယ်ဆိုဒီနေ့အနေအထားမျိုးကကိုဘဘကိုရန်ကုန်များတယ်ဘာလို့လဲဆိုတော့ဟိုဒီမှန်ယူပေးတဲ့ကြည်ကလည်းအလွန်ဆုံးနှလုံးလောက်ပဲပူကြီးတွေမှန်းတယ်သုံးလုံးကိုပေါင်းကြည်ကလည်းသုံးလုံးမိုင်းတာပြနေတဲ့အတွက်ကြောင့်ဒီနေ့မှဝမ်းအနေနဲ့ကိုရမယ်ဆိုမှန်ယူလက်ရှိပေးတဲ့နှလုံးကလည်းလာလောက်မလို့ယူဆတယ်ကဲဒါဆိုရင်ဝမ်းကျွန်တော်ကြည့်မယ် ဝဟန်ကလောလကစားတဲ့ပွဲစဉ်တိုင်းမှာဆင်ဘလားတော့အမြင်ပဲနောက်ဆုံးလီဗာပူးနဲ့ပွဲစဉ်ကစားတဲ့ပွဲစဉ်တပွဲပဲလီဗာပူးတလုံးတည်းချေချော့ပေးပြီးတော့ဝေးခွင်းနဲ့ဝဟန်ကိုတူစီးတူလို့ရတယ်မလဲနိုင်သွားခဲ့တာဆိုတော့လောလပိုင်ရချိမယ်ဆိုလို့ရှင်ဝဟန်အနေနဲ့ဒီနေ့မှာဂိုးပြန်ရနိုင်ချေရှိတယ်ဘာလို့လဲဆိုတော့ဒီရရင်ကစားတဲ့ပွဲစဉ်၃ဘက်လုံးပရီးမီးယားလီဂ်၃ဘက်လုံးမှာဆင်ဝဟန်အပြိုင်မတင်းကိုအမြဲတမ်းဂိုးအပြန်လန်ရပြီးတော့ဖျက်ဆန်းတဲ့အနေထားမျိုးလီဗာပူးနဲ့ကစားတဲ့ပွဲစဉ်တပွဲပဲသူအိမ်ခွင်းမှာဂိုးပြန်ပြီးတော့မရတဲ့အနေထားမျိုးဆိုတော့အသင်းကြီးနဲ့တွေ့လို့ရှင်တော့သူ့အနေနဲ့ ပြန်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီဂိုးမရပါမဲ့လည်းအသင်းငယ်နဲ့ပခုံးချင်းရှင်လုံးရတဲ့အသင်းတော်တော်များဆိုဝမ်ဟန်နဲ့ဂိုးပြန်ရနိုင်တဲ့အခြေရှင်းတော့ရှိတယ်ဒါဆိုရင်ဝမ်ဒီနေ့မှာဂိုးရနိုင်ခြင်းရှိလားဆိုတော့ရှိတယ်ဘလားသားတို့နော်ဘန်လီ3-2နဲ့သူနှစ်ဂိုးရတယ်ဘန်လီ3-2နဲ့သူအနေနဲ့3-2ရတယ်မင်းနဲ့ပြန်ပစအင်ကွင်းမှာ3ဂိုးရတယ်နောက်တစ်ခုကနယူကာဆယ်ကို3-1လို့ရတယ်မင်းနဲ့အင်ကွင်းမှာ3ဂိုးရတယ်ဆိုတော့နောက်ဆုံးဘောမနာကစားတဲ့ပုံစံဒီတိုင်းပဲအဝေးကွင်းကနေ2-2လို့ရတယ်မင်းနဲ့ နှစ်ကိုရတယ်ဆိုတော့ low lot 100ဒီနှစ်နဲ့ကိုရကိုရမယ်ဘာလို့မရဘာလို့ရမလဲဆိုလို့ရှိရင်မင်း low lot ဖြတ်သန်းတဲ့ပွဲစဉ်တိုင်းမှာကိုမပြရတဲ့ပွဲစဉ်တော့ဘလာကိုခက်ရှားရှားနော်နောက်ဆုံးအနည်းကတော့ကစားတဲ့ပွဲစဉ်၅ဘွယ်လုံးပါဆိုရင်ပြိုင်မသိဘူး၅ဘွယ်လုံးကိုပြရတယ်ဆိုတော့ဒီနှစ်မှာ100ကိုရနိုင်မှာရှိတယ်မနေ့ကအနေထားကအထက်ကြီးဆန္ဒကျွန်တော်ပြောသလိုပဲအထက်ကြီးတော်တော်များများကြာခဲ့တယ်မနေ့ကဆိုလို့ရှိရင် ြေးအောင်တာဆိုလို့ဘယ်ဝက်စင်လဲဆိုလို့ကျအားကြီးကြေးအောင်တယ်ပြောမယ်ဆိုလို့ကျ Northern Northern Forest ကြေးအောင်တယ်เนาะမနေ့ကဒါအထက်ကြီးကျွန်တော်ပြောတာเนาะနောက်ပြတော့ရှင် Crystal Palace ကြေးအောင်တယ်မနေ့ကစုစုပေါင်း၆ဘွဲ့လောက်ရှိရာဒီအထက်ကြီး၃ဘွဲ့အောက်ကြီး၃ဘွဲ့အဲ့လိုနိဗာလောက်တော့မနေ့ကရသွားတယ်ဒီ Brighton ဆိုရင်လည်းလည်းပဲ66လောက်ကြီးပြီးပြီးအောက်ကအဆွန်မီလာသူတို့ follow ရလိမ့်မယ်နောက်ကြောက်ကနေနိုင်စားလဲဆိုတော့မနေ့ကတော့ကြီးပြရတော့မျှတယ်ဒီနေ့မှ Man U ဘွဲ့ညာဒီတစ်ဘွဲ့ပဲရှိတယ်เนาะဒီတစ်ဘွဲ့ရှိတဲ့အကြောင်းပူကြီးပေးရမလားအဲ့ပဲကျွန်တော်စဉ်းစားတယ်ကျွန်တော်ထင်ပြောမယ်ဆိုလို့ရှင်ဂိုးပေါင်းချင်း၃လုံး တော့ဆယ်ရှုံးကြီးလောက်ဖောက်တဲ့အတွက်ကြောင့်ဒီဝက်စင်ကဝဟန်ကိုရနိုင်ခြင်းရှိလို့ကျွန်တော်ယူဆတယ်ဝဟန်ကိုရမှဆိုရင်မန်ဝီလုံးမဖြစ်မနေကိုရဖို့ရန်ကုန်လုံးများတယ်ပြိုင်မဲ့အသင်းကိုလက်ရှိလောလောဆယ်မှာဖြတ်တန်းတဲ့အနေအထားမျိုးနောက်ဆုံး ခရစ်စဘက်ကြောင့်1 2နဲ့သူအဝေးကွင်းကနိုင်ရတာဆိုဘူကီဒီဒီနဲ့ဒီနေ့မှာမန်ယူအနည်းဆုံးနှလုံးလောက်မှန်းတယ်မှန်းတယ်လို့ကျွန်တော်ယူဆတယ်ကျွန်တော်ကတော့မန်ယူနှလုံးရမယ်မရမယ်တော့မသိရ1ကတော့အနည်းဆုံးတစ်လုံးလောက်တော့ပြန်ပြီးတော့မန်ယူကိုရနိုင်ချေများတယ်အနည်းနဲ့များတော့မန်ယူနှလုံးရမယ်ဆိုဒီဘက်ကအနည်းဆုံး2 1တပတ်လောက်သွားမယ်လို့ယူဆတယ်ဘာလို့လဲဆိုတော့ပွဲစဉ်တွေဒီနေ့မှာပရီးမီယာလိဂ်ပွဲစဉ်ဒီတပိုးပဲရှိရတဲ့ကြောင်းစုံပိုးပြီးတော့ကျွန်တော်မပစ်တော့ဘူးယူဆတယ်မန်ယူဘော်ဒီပေးမလားတမမကူပေါင်းပေးမလားအဲ့ဒါပဲကျွန်တော်ယူဆတယ်နော်တကယ်လို့ဂိုးပေါင်းပေးမယ်ဆိုတော့မန်ယူဘော်ဒီကြီးအောင်စရာမရှိဘူးဒါကတော့လောလတ်အနေထားပြောပြပြတော့ဒီပွဲစဉ်က တူဝန်တပေါက်လည်းဖြစ်ဖြစ်သွားနိုင်တယ်လို့မန်ယူတကယ်လို့ဘော်လီကြီးမပေးဘူးဂိုးပေါင်းပေးမှဆိုရင်တူတူတပေါက်လည်းဖြစ်ဖြစ်သွားနိုင်တယ်ကျွန်တော်အနေနဲ့ပြောပါမယ်ဆိုရင်1ကိုရောက်ပေါ်ရောရန်ကုန်လို့များတယ်ဘာသာလို့မန်ယူ2ကိုကတော့တေချာချင်မှတေချာမယ်1အနည်းဆုံးတကူတော့ရန်နိုင်ရေရှိပါတယ်ဗျာကျွန်တော်ကတော့ဒီဘက်စင်ကတော့အောက်ကြီးလေးပဲကျွန်တော်ထိုင်နေတယ်1 body ပဲထိုင်နေတယ်အကြိုက်ဒီမှာဆိုရင်1 body ပဲကျွန်တော်ကစားစင်နေတယ်နောက်တစ်ခုပြောချင်တာကဒီဘယ်လိုပြောလဲဆိုရင်လောလောလတ်မှာဒီမန်ယူမန်စတာယူနိုက်တက်ဖြစ်တဲ့အခါပွဲစဉ်တိုင်းမှာဆိုလို့ရှိရင်လောလောလတ်မှာပြောဆိုလို့ရှိရင်သူနဲ့ရှုံးဝဲဆိုလို့အေဗာနာနဲ့ပွဲစဉ်တစ်ပွဲပဲရှိသေးတယ်ဆိုတော့ ်ဒီနေ့ပုံကြီးပေးရကြည်ရတယ်တန်ပါလေဗျဘာလို့ဒီတလုံး25ဗျာရှုံးကြည့်ဆိုတကယ်တမ်းကြည့်မယ်ဆိုရင်ခြေလမ်းရကြည့်မယ်ဆိုရင်တန်တယ်ဒါပေမဲ့တခုရှိတာကမန်ယူရလက်ရှိအဆင့်6မှာနော်ဒီ1ကအဆင့်ဆုံးတန်းဆင့်ဆုံးမှာ78မှာဆိုတော့တကယ်တမ်းဈေးလမ်းရကြည့်မယ်ဆိုလို့ချင်တယ်ကျွန်တော်ကအဆင့်ဟိုဒီပေါ့အမှတ်စရရကြည့်မယ်ဆိုလို့ချင်တယ်လက်ရှိဒီပရီးမီးယားလိအဆင့်ရမှာဆိုရင်လည်းမန်ယူနဲ့1ကတော်တော်ကြီးကိုဝေးကွာနေတဲ့အနေအထားမျိုးဒါပေမဲ့တလုံး90ချုံတင်းတင်းဖောက်ခြင်းဖောက်လို့ရတယ်ဒီနေ့အနေထားမျိုးကတလုံး25ပြချုံကြီးတော့ကကျွန်တော်ဆန္ဒပြောသလိုပဲ9တော့တလုံးသားလောက်တော့ကျွန်တော်ကက်လိုက်လိမ့်မယ်ကျွန်တော်ယူဆတယ်အနည်းဆုံးဒီကွဲစဉ် သူမတပေါက်သွားမလားဒါမှမဟုတ်လို့ရှိရင်တကယ်လို့ဂိုးပေါင်းပေးမလားဘော်ဒီပေးမလားပေါ့ဗျာနော်အဲ့လိုသဘောမျိုးပေါ့နော်ကဲဒါဆိုရင်ကျွန်တော်ကတော့ဒီဘက်မှာဆို1ဘော်ဒီပဲအကြံပြုပါတယ်ဗျာအကြိုက်ဒီမှာဆိုရင်1ဘော်ဒီပဲကစားစစ်ခြင်းနဲ့ဒီနေ့ကပွဲစဉ်ကဘလာသာတော့ဒီတပွဲပဲပြောမှာဆိုလို့ရှိရင်ပရီးမီယာလိပွဲစဉ်ကဟိုရှိတယ်မနေ့ပြန်ကျွန်တော်လာပြီးတောက်ကြံနေ့ တော့ကြံလို့ဆိုရင်ပရီးမီးယားလိပွဲစဉ်အပါအဝင်เนาะဒီစပိန်လာလိကလို့ဂျာမန်လိုပွဲစဉ်မနက်ပြန်ဆိုလို့ရှိရင်နောက်ပြီးတော့ပြင်သစ်လိကူပွဲစဉ်အီစီပွဲစဉ်မနက်ပြန်ဆိုလို့ရှိရင်ပွဲစဉ်တော်တော်များများတောက်ကြံနေမှာဆိုရင်ဒီကစားဖို့ရှိရတဲ့အတွက်ကြောင့်ဒီနေ့နေထိုင်မြောက်ကျွန်တော်တပွဲပဲကျွန်တော်သုံးသပ်ပေးကြမယ်မနက်ပြန်မှာအကောင်းဆုံးပြအောင်ကြိုးစားပေးမယ်ဒီလလောဆယ်ကမနေ့ကစနေအီဒီကတ်တို့ဂျာမန်ကတ်တို့ပြောမစင်အများကြီးပွဲစဉ်တွေရှိပါတယ်ဗျာ။နောက်ကစားမစနော online မှာတော့ကစားကစားပြိုပါတယ်ဗျာ။ဒါကြောင့်မို့ကစားကပရီးမီးယားလိပွဲစဉ်လာပဲကျွန်တော်အဓိကထားပြီးသုံးသပ်ပေးမယ်။တခြားအီလီကတ်တို့ဘာလို့ရှုံးထွက်ပွဲစဉ်တွေကြတော့သူတို့အနေနဲ့အသင်းကြီးတွေတော့ပဲဘရာဆာကိုလိုက်ပြီးကစားပါ။မနေ့ကလည်းအတ္တလန်တာ နော်ပြောမှာဆိုလို့ချင်းပြည့်တဲ့ခြေတလုံးတည်ခြေပြည့်တဲ့ကိုပေါင်းရင်းနှလုံးပြည့်ခြေတော့ခြေပြည့်တယ်ဖိုးစီလို့ရတယ်မျိုးနဲ့တစ်ဖက်သက်နေခဲ့တည်ပြီးတော့ဒီကိုပြည့်နေနိုင်ကြတယ်ဆိုတော့ချုံလိုမျိုးဖလားပွဲစဉ်တွေကချုံတဲ့ပွဲစဉ်တွေကဘယ်လိုပြောမလဲဆိုလို့ချင်းအသင်းကြီးတော့ပဲကျွန်တော်ကစားစီရင်ပါလေဗျာနော်တကယ်တော့နောက်ဆုံးဖလားလို့ရင်ဒီအသင်းကြီးတွေပဲပြန်လူ့ဖို့ရာခိုင်နှုန်းများပါလေဗျာနော်အသင်းငယ်တွေကတော့လူကဲပါလေဗျာကြည့်ဒါဆိုရင် brother ကျွန်တော်ပြောချင်တာက online မှာ brother အနေနဲ့အခုလိုမျိုးကျွန်တော်ဆန္ဒပြောသလိုပဲ ်နော်ဒီဒီ illegal တို့ German ကတို့လို့ပွဲစဉ်တွေကအဆဖလားပွဲစဉ်တွေကအဆအခုကျွန်တော်သုံးသပ်ပြီးနေ Premier League ပွဲစဉ်တွေကအဆ online မှာငွေကြေးယုံကြည်ဆက်ချက်တော့အကောက်ဖွင့်ကစားခြင်းတော့ကိုဆန်းကိုလိုက်ငွေကြေးအမခံပြီးတော့ကြေညာပေးတဲ့ community ရှိတယ်ဒီ community မှာတော့ရပြီးအကောက်ဖွင့်ကစားနိုင်ပါတယ်ဗျာနော်ဒီနေ့ကတော့ပွဲစဉ်လဲကျွန်တော်တပွဲလောက်ပဲကျွန်တော်သုံးသပ်ပြရအတွက်ကြောင့်ကျွန်တော် Telegram channel နဲ့ Viber channel မှာဒီပွဲစဉ်ဒီတပွဲပဲဆန်းကကျွန်တော်ပြောသလိုပဲကျွန်တော်တင်ပေးမှာဖြစ်တဲ့ကြောင့် Brother အောင်နဲ့တပွဲကောင်းအောင်လဲအကြိုက်တွင်ကစားလို့ရအောင် join ထားပေးပါရနော်။ Okay ဒါဆိုရင်အားလုံးပဲကျေးဇူးများတယ်တမန်ရဗျ။